ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမရူရာဘေး channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္ဂနွေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက် ဆောင်စီမဟောကြားထားသောတနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှ20ရက်နေ့ထိဆယ်ရက်စာကြံပြုဟောဆောင်ကိုပြည်ပြည်ဆောင်ဆောင်ဖတ်ကြားပေးထားပါတယ်။အစည်းအဝေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနေပြီးခဲ့ကိုတောင်းဆိုပါရစေ။အစ်တတနိုင်းတရားအောင်လဲဘေးနားအခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ကိုမမေ့နဲ့နော်။ တနင်္ဂနွေသားသမီးများအတွက်ဆယ်ရက်စာအဝတ်တန်အလောက်အကန်အလောက်ကန်ရီမန်းချက်တွေပြည့်မြောက်အောင်မြင်ပြီးလိုချင်တဲ့ပန်းတိုင်းကို ရောက်ရှိမယ်။ကျိုးစားမှုရဲ့ရလကောင်းများအဖြစ်အောင်မြင်မှုများများစွာရရှိ၍ဝမ်းမြောက်ဝမ်းသာပျော်ရွှင်ရမယ်။နေရာသည့်လုပ်ငန်းသည်များချက်ထွင်းလုပ်ကန်ရမယ်။နေရာအပြောင်းရွှေ့များပြုလုပ်နိုင်ပါလေ။ဝန်ထမ်းများယာရုကောင်းနေရာကောင်းတွေလည်းရမယ်။အလုပ်လျှောက်ထားသူများအလုပ်ရမယ်။အယောင်ဝယ်လုပ်ငန်းများလူသုံးကုန်စားတောက်ကုန်အလပနဲ့ဖက်ရှင်လုပ်ငန်းများဟိုတယ်နဲ့စားတောက်ဆိုင်များအမှုပညာလုပ်ငန်းများအသိပညာ ာရှင်အတတ်ပညာရှင်များနိုင်ငံခရီးများအဆင်ပြေအကျိုးဖြတ်ထွက်မှာလိမ့်မယ်စိတ်ကူးရှိတာတွေကိုလက်တွေ့အကောင့်ထဲပေါ်ပါအဆင်မပြေမှုတွေရှိနေပေမဲ့စူးစမ်းမှုကြောင့်အောင်မြင်မှုများရရှိမှာဖြစ်ပြီးရလာတဲ့အောင်မြင်မှုကိုတာယာမနေပဲဆက်လက်၍တစ်ခုပြီးတစ်ခုအားထည့်လှုပ်ဆောင်မှာအလို့စီပွားတိုးတက်၍အပြည့်အဝအောင်မြင်မှုရရှိပါလိမ့်မယ်မိသားစုရေမိသားစုဆွေမျိုးများအတွင်းမှာအဆင်မပြေမှုတွေရှိတတ်ပါတယ်လုပ်ငန်းများမှာဆုံးရှုံးမှုများကြုံရတတ်တယ်လုပ်ငန်းအောင်များရပ်တန့်ပြီးအသည့်တပန်စတင်လုပ်ကင်ရမယ်ဆွေ မျိုးများရဲ့အခက်အခဲများကိုကူညီဖြေရှင်းလှုံ့ဆော်ပေးရမယ်လူမှုရေးမိတ်ဆွေများနဲ့အဆင်မပြေမှုများဖြစ်တဲ့တည်းမြေကိစ္စနဲ့ပတ်သက်၍စကားများတတ်ပါတယ်အတူလောက်ကိုင်းနေတဲ့လုပ်ငန်းတွေမပြည့်ပြတ်ပဲရှိနေမယ်ရှေ့တိုးရခက်နောက်ဆုတ်ရခက်တွေဖြစ်နေတတ်ပါတယ်အမျိုးသမီးတူနဲ့ပြဿနာဖြစ်တဲ့တည်းမိတ်ဆွေတွေကိုသတိထားဆက်ဆံမှာငွေကြေးစည်းဝါငွေဝင်ကောင်းနေမယ်ငွေအတွက်အပူပင်သောကတွေကင်းဝေးနေမယ်ရရှိလာတဲ့ငွေကြေးတွေကိုရှေ့ရေးကိစ္စများအတွက်ပါအကျိုးရှိရှိ သုံးစွဲပြီးတိုးပွားအောင်ပြုလုပ်ပါရင်းနှီးမြှုပ်နှံမှုများမှာလည်း ဲငွေကြေးများဝင်လာမယ်။ငွေကြေးအကူအညီအထောက်ပံ့များရရှိမယ်။လက်လွန်ထားတဲ့ငွေကြေးတွေပြန်လည်ရရှိပါလိမ့်မယ်။ပညာရေးအစာပေးဘာသာရများကိုကြိုးစားတင်ယူနေရမယ်။မိမိရဲ့တီထွင်ပန်သီးမှုစွမ်းရည်များနဲ့ပေါင်းစပ်ပြီးထူးထွင်အောင်မြင်စွာလေ့လာတင်ယူနေရမယ်။သူတေသနာစာရန်များပြုစုရေးသားခြင်း၊ဟောပြောပွဲများတက်ရောက်ခြင်းများရှိပါလိမ့်မယ်။ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေရရှိမယ်။အခြေရေးအိမ်တော်ကြီးကိုကစိတ်ဝင်စားပေမဲ့တစ်ဖက်လူကတိတိကျကျနဲ့ဂယုမဆိုင်သလိုမူနင်းသလိုလုပ်နေတာကြောင့်ထင်သလို ုဖြစ်မလာတဲ့အတွက်စိတ်ပြတ်နေရမယ်ချစ်သူဇုံတွဲတွေကြောင်းမှလည်းတွေ့ထုံးမြောက်ပင်ပြီးအဖြတ်တွေးကြောင်းအနောက်ရှက်ဖြစ်ရတာပါတယ်အိမ်တော်ရှင်များမှလည်းစီဝါရေးအဆင်ပြေလာရင်တတိထားဖို့လိုအပ်ပါတယ်အပျော်ပါမလိုက်စားပဲချစ်ခင်ကျင်နန်းစွာနေထိုင်ပါကျမ်းမာရေးကျမ်းမာရေးကောင်းနေမယ်စားတော့နေထိုင်သွားလာတာတွေမှာဂရုစိုက်ပြီးစားတော့နေထိုင်သွားလာတဲ့အတွက်စင်ရောကိုယ်ပါကြည်လင်လန်းဆန်းပြီးကျမ်းမာရေးနဲ့ပြည့်စုံနေမယ်မကျမ်းမာသူများယောဂဝေဒနာတွေတက်တာပြောက်ခဲ့မယ်တကြည်ရွယ်ုံများကိုစေဝါများလူရန်ပြီးကုသိုလ်ယူပါအကျိုးပေးသော ောအရာအစိမ်းရောင်အစိမ်းတို့ရောင်အပြာရောင်တို့ကိုအထူးပြုတုံးဆွဲပါအကျိုးဘေးကဏ္ဍများမှာလေးတင်တဲ့ကဏ္ဍများဖြစ်ပါတယ်ရရရဖျားရှင်အားရေတက်ပဲပါဒနင်္ဂရွေသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေဒနင်္ဂရွေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာအောင်စီနဲ့ဗီဒီမီမြန်ဆွေးနွေးတိုင်မယ်လို့တဲ့အခါ၃၉၈၉၄၉၀၃၄၅တို့ဘိုက်ဘာမတ်ရဲ့စ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ညီမရိုးရပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချင်းချင်းတပြင်းညီပုံမှန်တင်ဆက်ပေးနေလို့ညီမရိုးရပေရင် channel လေးကို like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတိုင်းတည်အောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။